တူတူကအမေရိကရောက်တာ3လလောက်ရှိပြီဆိုတော့ဘာတွေလုပ်နေလဲပြောပါဦးရောက်ခါစားတော့နေဖို့နေရာကြားတာပေါ့နော်ဥပဒေအရတော့သမီးနဲ့လည်းနေရဲသူ့အလုပ်နဲ့လည်းနေရဲနေရာသူနဲ့ဟိုလုပ်သွားဖို့လည်းဆင်ပြေနေနေရာဆိုတော့အဲလောလောဆယ်အဲ့ဒါရှာတယ်အခုတော့နေရာရပြီဆိုတော့ခြေချောက်ဖို့အတွက်လိုပါနော်ကျွန်တော်ခြေချောက်ဖို့ဆိုတော့ကျွန်တော်လောလောဆယ်ကလည်းဒီရောက်ပြီးတော့အသက်ကလည်း68ဆိုတော့အလုပ်ကလည်းအများကြီး လုပ်ဖို့အချိန်မရှိတော့ဘူးအဲ့တော့တော့လုံနိုင်နေရလောလောဆယ်လုံနိုင်တာတော့တခြင်းဆိုပြီးတော့ဟိုရက်ဆိုတာတော့တိကပါเนาะကိုကဒီမှာလုံနေကြဒါကိုရဲ့ professional ဖြစ်တယ်ဆိုတော့တခြင်းဆိုမယ်အခုဒီလောလောဆယ်တော့ဒီ state တွေလောလောဆယ်ဆယ်ပွဲတော့စီစဉ်ထားတာပေါ့เนาะအဲ့ဒီဆယ်ပွဲတော့မှာဆိုမယ်ဆိုဆိုတာလေဟိုကျွန်တော်ညာဒီ ကိုကိုအားလုံးတော့ကျွန်တော်တခြားသူများတွေလိုအကုန်လုံးတော့တော်လိုင်းရေကိုမစီစဉ်ကျွန်တော်ဟိုရက်တည်မှုအတွက်တင့်တော်တလောက်ယူပြီးကျန်တာတွေကတော့ဒီတော်လိုင်းရေကိုအစီအစဉ်မှာပါဟုတ်ကဲ့ဒုတိယအခုမြန်မာပြည်ရဲ့သတင်းတွေရောနားထောင်ပြလားမြန်မာပြည်ရဲ့လက်ရှိအခြေအနေကိုဘယ်လိုမြင်လဲအဲသတင်းတွေကတော့ငယ် ပြေးနေပါလေဒီ online မှာရောကိုဒီတက်ရနေပါအဲတရင်တွေကအစောပဲပေါ့နော်ကိုအားရကြရလေးရှိတယ်စိတ်ကောင်းကြရလေးရှိတယ်အဲဒီကတော့ကျွန်တော်တွေ့လာတယ်ကျွန်တော်ဒီရောက်လာခုနကိုကမစပြောသူပေါ့နော်၃လလောက်ရှိတယ်၃လလောက်မှာဘာလို့ဒီကကိုညင်လဲဆိုတော့ကျွန်တော်ထိုင်းမှာလဲ၃နှစ်လောက်ကြာခဲ့တာတော့ထိုင်းမှာတော့ဒီလောက်ကျွန်တော်ဟိုမတွေ့ တတိမရမီလို့လည်းပြောမှာပေါ့နော်ရှိတာတော့ရှိပါသေး။ကျွန်တော်ပြောကြတာဒီလိုပြောမယ်ခုပဲ channel မှာဟုတ်စုတွေခွဲပြီးတော့အဲ့လိုချင်းချင်းနေဟိုဖြစ်နေကြတာ။အဲမှာနည်းနည်းတွေ့တယ်ဒီဘက်ရောက်တော့ကျွန်တော်ကိုတွေ့တယ်လို့လည်းအဲ့ဒီ state တခုဥပမာမျိုးတစ်မျိုးမှာဟိုအဖွဲ့ရကိုဖွဲ့ဆိုတာဟိုခုပဲ channel ဆိုတာမဟုတ်ခုပဲ channel ဟိုဒီရွယ်ချက်တူတဲ့အဖွဲ့ချင်းမျိုးဟိုမှာ အဲ့လို၃လေးဘွက်ပွဲပြီးတော့အဲ့လိုဖြစ်နေအဲ့လိုမျိုးကြီးကျတော့ကျွန်တော်စိတ်ဟိုစိတ်စင်မကြီးဘူးပေါ့လေစိတ်ထဲမှာအဲ့လိုမဖြစ်စေချင်ဘူးပေါ့နော်အဓိကဟိုဟိုဟိုရှိပိုင်းကျွန်တော်အတိုင်းမှာရှိခဲ့တဲ့ချိန်တော့ကလည်းကျွန်တော်ပြေဆုံးမှာတင်ယူပါတယ်ဟိုတော့ဘယ်လိုဝင်တာတော့ခဲ့တဲ့စကားလေးနဲ့ပေါ့နော်အဓိကဘုံရန်သူအဓိကတိုက်ထုတ်ကြံတာတွေကဒီကိုပြီးတော့မှကိုယ့်ကိုရှင်းလို့ရတယ် ခုကအဲ့လိုမဟုတ်ဘူးအဓိကကိုအဓိကမလို့ပဲနဲ့ခုကချင်းချင်းတော့မှလည်းအဲ့လိုဖြစ်နေကြတော့ဒါကြီးကမကြတယ်မယ်နဲ့ကြာနေတယ်လို့ကျွန်တော်အဲ့လိုသိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ခုဘက်ဘက်တူရဲ့ဖွဲ့ချင်းချင်းထဲမှာအဲ့လိုခုရဲ့ public ကခံစားချက်တွေကိုခဏဘေးပြန်တာပြီးတော့အဓိကဒီဝေချက်ကိုကောင်းတဲ့ပေါ်ပါပြီးမှစန္ဒာတွေကိုနောက်မှအောင်မြင်သွားတဲ့အချိန်မှာခုအချိန်ချင်းကိုဘယ်လိုရှင်းရှင်းလို့ရပါလဲ။ ဲတော့ရောရောတဲ့တော့သုံးခီသွားရတယ်မှာစီစီလုံးလုံးကြီးကြီးနည်းနည်းဆက်ဆောက်သွားကြဖို့ကျွန်တော်အဲ့လိုပြီးကြိုးစားပါတယ်တူတူဘာလို့ဆက်လို့ဘောစိတ်ကူးထားလဲအဲဆက်လို့ဘောတော့ကျွန်တော်ဆိုကျွန်တော်အခုဒီမှာအခုမှအခြေချမှာဆိုတော့ဘာပြောအားလုံးက0ကနေပြီးတော့ပြန်စားရမှာလေအဲ့တော့ဒီဘက်မှာကျတော့လေဘာမှအလုံးမလုပ်ဖ ೇನೆ ရက်တည်ဖို့ဆိုတော့လေအသိမ့်မလဲဘူးအဲ့တော့ ီကိုနဲ့အဆင်ပြေမဲ့အလုပ်လေးတွေရှာပြီးတော့လုပ်ပြမှာပါနောက်ပြီးတော့လုံးနဲ့လွတ်တဲ့အချိန်လေးမှာလည်းဟိုဒီဒေါ်လာရေးအတွက်ကုန်အထောက်ပံ့ဖြစ်မဲ့ရမွေပွဲလေးတွေဆိုပြပါမယ်အဲ့လောက်ပါပဲ